မကွေးတိုင်းထီလီမြို့မရဲ့စခန်းမှာရှိတဲ့အချုပ်ထောင်ကနေအချုပ်သားတွေထွက်ပြေးလွမြောက်သွားလို့အချုပ်ခံဆောင်ရဲတပ်ဖွဲ့တွေကိုစစ်တပ်ကရိုက်နှက်စစ်ဆေးတဲ့အတွက်ရဲတပ်ဖွဲ့ဝင်၂ယောက်သေဆုံးခဲ့တယ်လို့ရော့အလင်းနံဖွဲ့ကပြောပါတယ်။အချုပ်သားတွေထွက်ပြေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ဇွန်လ၁၈ရက်နေ့ဝန်ကျင်ကထီလင်းကဒုဗိုလ်မှူးထိတ်လင်းရဲစခန်းကိုရောက်လာပြီးအချုပ်ခံဆောင်ရဲတွေကိုခေါ်ပြီးရိုက်နှက်စစ်ဆေးခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီနောက်အချုပ်ခံဆောင်ရဲ9ယောက်မှ2ယောက်ကရိုက်နှက်ခံရပြီးလက်လွန်သေဆုံးသွားက3ယောက်ကိုတော့အချုပ်ထဲထည့်ထားတာသိရတယ်လို့ရော့အလင်းနတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။နှက်ဆက်ခံရလို့သေဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာရဲတက်ကြကြော်စမ်းထွေးနဲ့ရဲတက်ကြမြစ်အောင်တို့ဖြစ်ကြပြီးအဲ့ဒီလိုသေဆုံးတဲ့အကြောင်းကိုဂျွန်လ23ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်လာရဲ့ကာလအတွင်းဖက်စီခတ်ထားရတဲ့အချုပ်သားတွေအပါအဝင် အချုပ်သား73ဦးဟာပြီးခဲ့တဲ့ဇွန်လ18ရက်ညပိုင်းမှာထီလင်းမြို့မှာရဲစခန်းအချုပ်ထောင်ကနေထွက်ပြေးလွတ်မြောက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေအသေးဆုံးတာနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့ DPP ကထီလင်းမြို့မှာရဲစခန်းကိုဖုန်းနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ထီလင်းမြို့နယ်ကိုစစ်ကောင်စီကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့်ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။